အဲ့တော့ဟိုအရှိကြီးပြောဖို့တဲ့ကျွန်တော်နည်းနည်းဖြစ်စဉ်လေးတွေကိုကြည့်လိုက်ပါနော်လုတ်သွားတဲ့ဥစ္စာခက်သက်ဒီမှာဟိုဖြတ်သိမ်းသိမ်းလားမဖြတ်သိမ်းသိမ်းလားမပြင်းပြင်းသိမ်းလားမြင်လားဆိုတော့ဥပရိခုနှစ်မျိုးကို ဖြတ်သိမ်းပြလိုက်တယ်ပြင်လိုက်တာတွေရှိနော်အဲ့တော့ဒီဥပရိခုနှစ်ခုကတော့တော်တော်လေးကို ကျွန်တော်တို့ တပ်ဒီနဲ့လူမျိုးရဲ့အမျိုးသားလုံခြုံရေးတပ်ဒီလုံခြုံရေးတော့တော်တော်ကိုအန္တရာယ်ရှိပါတယ်ဗျဒါလေးကအမှုမဲ့အမှတ်မဲ့နေတော့အမှုမဲ့အမှတ်မဲ့ပဲနော်တကယ်စစ်စစ်ပေါ့ပေါ့လေ့လာမယ်ဆိုရင်တော်တော်ကိုအန္တရာယ်ကြီးပါတယ်ကျွန်တော်တောင်းအောင်ကြောင့်ဒီဥပရေပြူရေကန္တလွတ်တော်ကိုလည်းကျွန်တော်တို့ပြောလို့ပါတယ်လွတ်တော်ဆိုတာကဥပရေတွေကို နိုင်ငံသူနိုင်ငံသားအတွက်အကအကွယ်ရမယ်အကျိုးပြုမယ်ဥပဒေတွေကို ပြဋ္ဌာန်းရတာဖြစ်ပါတယ်ဗျသူအဓိပ္ပာယ်အဲ့တော့နိုင်ငံသူနိုင်ငံသားအတွက်အန်ဒီရရှိတဲ့ဥပဒေတွေကိုဖျက်သိမ်းအကျိုးပြုမယ်အချက်လက်တွေကိုစုတောင်းပြီးတော့ဥပဒေပြုစုအဲ့လိုတို့ပါပြင်းစရာပြင်းစင်စရာ ရှိရင်လည်းပဲအဲခင်းနဲ့အညီပေါ့ဗျာအမျိုးသားရေးဘက်ကိုဟိုမျက်နှာပူပြီးတော့ ကိုယ်နိုင်ငံသူနိုင်ငံသားကောင်းစားရေးအတွက်အကာအကွယ်ရအောင်ပြင်ရတာဖြစ်ပါလေဗျာနော်သူ့ရဲ့အဓိကလုပ်ငန်းကနော်အဲ့တော့အခုမှကြကြည့်လိုက်ခင်ဗျအေဇင်ဥပဒေကို2016ခုနှစ်စက်တင်ဘာ19ရက်နေ့မှာစဖြတ်သိမ်းပလိုက်ပြီနော်အတဖက်ကကြည့်လိုက်ရင်ကျွန်တော်ရက်ွက်ကြီးရွာရဲ့လုံခြုံရေးကိုစပြီးထိခိုက်တော့တာခင်ဗျဒီရက်ွက်ဒီကြီးရွာမှာလူသိသူတွေဘယ်သူလာမှန်းကိုမသိတော့ အရင်တော့ကျွန်တော်တို့ကအေဂျင့်တန်ရတယ်အဲဘယ်ကလာတာပါလိမ့်စာပေးရတယ်နော်အဲမှတ်ပုံတင်နေပါပြဟိုကမှတ်တမ်းတင်ဘယ်နည်းနေပါမယ်ပြန်သွားရင်ပြန်ချောင်းကိုဒါကြက်ကရုံးမှာနော်ဆက်လိစည်ရင်ပြရအဲ့ခါကျကျွန်တော်တို့စနစ်တကျရှိကျောင်းတန်းပြီပါဒါမလာဘူးလားအဲ့တယ်နော်အဝင်ထွက်စည်ရင်နဲ့တိကျပဲအဲ့ဒါကရက်ွက်ကြီးရရဲ့လုံကြုံရေးကိုသိပြီးအထောက်အပံ့ပြုတယ်ဟုတ်တယ် ဒါကိုဖျက်သိမ်းပလိုက်တယ်ဗျာဘာတွေဖျက်တာလဲကျွန်တော်နားမလဲနော်နော်ဒါတဲ့အန်ဒီရှိပြရော နေကြားဆောင်စစ်စီဥပဒေဆိုတာအဲ့ဒါကိုကျွန်တော်တို့2016ခုနှစ်ဩဂုတ်လ17ရက်နေ့မှာဖျက်ပလိုက်ပြန်နေကြားဆောင်ဆိုတာကကျွန်တော်တို့တိုင်းပြည်ရဲ့ကိုနော်လူစိမ့်သူစိမ့်နော်တခြားမဝင်သင့်တဲ့လူတွေကိုမဝင်အောင်လို့ကျွန်တော်တို့ဂိတ်ကနေနေဇက်ကနေ ဖန်ထိပ်ပြီးတော့စစ်တာဗျစစ်ပြီးခမည်းဝင်လို့တော့မရဘူးเนาะအဲဝင်ဝင်မနေရဖြစ်မယ်ဆိုကျွန်တော်တို့အထက်ကိုမိကြည့်မယ်ဝင်လို့ရပါတယ်ဆိုတာသိပြီကျွန်တော်ဝင်ဝင်ပြေးပါတယ်เนาะအခုကြတော့ကလည်းကြီးဖြတ်သေးလိုက်ပြီဆိုတော့သွားပြီလေဗျာဝင်ရတဲ့ကဝင်ဝင်ရတဲ့လူထွက်ဝင်တော့မဟုတ်လားဒါလဟောကြီးဖြစ်သွားပြီအေးဟုတ်ပြီဝင်လာပြီရက်ွက်ကြီးရွာတဲ့ရောက်ပြီရောက်တော့အရင်တော့ကျွန်တော်တို့ကဟာဒီလူမမြင်ဘူးဘုငါတို့ရွာတယ်မှာငါတို့ရက်ွက်ထဲ မမြင်ဘူးပေါ့ဒီလူကဘယ်ရတော့ပြေးလို့မပြောင်းဟာမတင်ကားရင်ရာဇကဥက္ကဋ္ဌဆယ်အိမ်ကောင်းသတင်းပို့လို့ရဟာသူတို့လုပ်ပြောင်းဆိုရေစခန်းသွားတိုင်လို့ရရေစခန်းတော့ကလိုက်ကြည့်အခုဒီဥပဒေဖျက်ပလိုက်ပြီဗျဟုတ်လားဖျက်လိုက်တော့နောက်ရောက်ခံလို့မရဘူးဒီကောလူဆိုးလားလူကောင်းလားမသိတော့ဘူးမသိတော့ဘာဖြစ်လဲခင်ဗျားဟိုကလွတ်လပ်သွားပြီတကယ်လို့ခင်ဗျားနောက်ရောက်ခံရင်နောက်ရောက်ခံတဲ့ကောင်တရားစွဲခံရမှာဥပဒေမရှိဘဲနဲ့နောက်ရောက်ခံလို့လေ ခင်ဗျတရားဆွဲခါမှာရဲသွားတိုင်အာကျွန်တော်အလုပ်မရှိဘူးရိုးရိုးအကြသားနားလည်းမမဟုတ်ဘူးဒီရဲတွေအလုံးမလုပ်ဘူးမဟုတ်ဘူးရဲအလုပ်လုပ်တာမဟုတ်ဥပဒေကသူ့လုတ်ခွင့်မပေးတော့ဘူးစစ်ခွင့်မရှိတော့ဘူးနော်အဲ့တော့ခင်ဗျ free ဖြစ်ပြီအဲ့တော့ဘာဖြစ်လဲတာလိုင်းရန်စီရဖြစ်ပြီဗျကျွန်တော်ရက်ွက်ကြည့်ရတယ်ခင်ဗျဝေယုံကဝင်ထွက်လို့ရအတွက်လုံခြုံမှုတွေကျိုးပေါက်နေပြီအပြုသားကြီးကျိုးပေါက်နေနိုင်ငံတော်လုံခြုံရေးကျိုးပေါက်ပြီတရားကွက်ချင်းတရားချင်း ုံကျုံကြီးကျုပ်ပေါ့ရဲ့ဟုတ်တယ်ပါဒါပဲအဲ့တော့အဲ့မှာပဲကဲရှိဒီလိုတွေလုပ်နေရနေကဲမဖြစ်သေးဘူးအရေးပေါ်စီမံမှုဥပဒေကြကျွန်တော်ဒီကောက်ကိုထိန်းချုပ်မဲ့ပါညာလုပ်ခွင့်မရှိပြောင်းဒီဥပဒေလည်းဖျက်ပလိုက်ဘာမှအရေးပေါ်လုပ်လို့ထလုပ်လို့မရတော့နော်အဲနောက်တစ်ခါနိုင်ငံတော်ကိုနှောက်ရှက်ဖြည့်ဆီးလူသူများဤဘေးအန္တရာယ်မှကာကွယ်စောင့်ရှောက်ရေးဥပဒေနော်နိုင်ငံတော်ကိုဒီခမက် ဟိုလူမှုရေးရဖြစ်စီစေဝါဖြစ်စီလက်နေအရာဖြစ်စီเนาะလို့တော့မယ်ဆိုရင်ဒါကိုဒီဥပဒေရကျွန်တော်တို့ကကြိုတင် ထိတာွယ်စောက်ရှောက်လို့ရတယ်ဒါဖျက်ပလိုက်ပြီကျွန်တော်လုပ်ခွင့်မရှိတော့ဟုတ်လုပ်ပေးခြင်းဒီတိုင်အောင်ဘယ်သူမှလုပ်ခွင့်မရှိတော့ဒါကိုကျွန်တော်မြင်အောင်ကြည့်ဖို့လိုတယ်အဲ့တော့အန်ဒီရီကဘယ်လိုလဲလုံခြုံမှုမရှိတော့ဘူးခုလူတို့ကပြောပြောတယ်အာကျွန်တော်တို့လုံခြုံမှုလည်းမရှိတော့တရားဥပဒေစိုးမှုလည်း ဒီဟာတွေကတရားဥပဒေစိုးမိုးရေးအထောက်အကူပြုတဲ့ဥပဒေတွေလေဒါတွေဖျက်ပလိုက်ပြီအဲ့တော့လုံးလုံးမရတော့ဘူးလုတ်ပေးခြင်းတော့နော်အဲ့လိုဟောနောက်တစ်ခုကဝိဉ္ဇဉ်စေဝါနဲ့စိတ်ကိုပြောင်းလဲတော့စေဝါများဥပဒေကိုပြင်ပလိုက်ပြီနော်ပြင်လိုက်တယ်ပြင်လာဘာဖြစ်လို့ပြင်မှန်းကျွန်တော်သဘောပေါက်ကျွန်တော်တို့နိုင်ငံဒီဒီဝိဉ္ဇဉ်စေဝါကိုတင်းတင်းကြပ်ကြပ်ကျွန်တော်တို့က တားမြစ်ခဲ့တယ်နော်ခြေပုံးခဲ့တဲ့တန်းပြီနော်ငွေစေးပွားမဖြစ်အောင်နာမည်ကြီးလွန်းလို့ကိုဒါကိုဖိဖိစီလုပ်တာနောက်ဆုံးအကုန်ပြမကြောင်းဝယ်ဖောက်ကားတယ်ဒီမှာလက်နဲ့တို့လက်ပြဘုံတို့ပါရာတွေ့ရင်အဲ့ဒါတေတံထိကျွန်တော်ပေးထားတယ်နော်ဆယ်နှစ်အနည်းနဲ့ဆယ်တေတံတသက်ကျော်အကုန်ပါတယ်အဲ့ဒါကြီးအကုန်ပြလိုက်တယ်ပြလိုက်တော့လူမှုရေးပြစ်တာမဲ့ပေးတယ်အာအဲ့တော့နောက်ကိုဒါခေါ်ပြီးတော့အဲငါညီငါတူ ငါတူမမစားနဲ့တော့နော်မစားရင်ဘလို့ဘလို့ဆိုပြီးတော့ तू ကတက်တောင်တက်တာလေးပေါ့ဗျာနားချတာပေါ့နော်ဒီလောက်လေးနဲ့ तू ကဟိုအရေးယူရမယ်ဆိုတဲ့အခါကျခက်မကြောက်တော့ဘူးဗျာမကြောက်တဲ့အခါကျပေါ့ဟိုမှာចောင်းသူចောင်းသားအားလုံးအထိအကိုအလေတန်းအရွယ်တော့ကလည်းအကုန်စားနေတာအဲ့တော့ကျွန်တော်တို့တစ်ချိန်မှကျွန်တော်တို့လူမျိုးဗိဇာသခိုးတွေဖြစ်တော့အလျှော့ပြီးလား ဒါအမျိုးသားရေးကိုရှေ့ရှုပြီးတော့ခင်ဗျားတို့ကောင်းအောင်လုပ်တာလားဆိုးအောင်လုပ်တာလားစဉ်းစားတော့လေပြင်းပြင်းထန်ထန်လုံးမကြောက်တာဗျဟုတ်တယ်မလားအကြောက်မရှိရင်စီကံပြက်မှာပဲနော်အဲ့တော့ခင်ဗျားဒါတွေကတော့ခင်ဗျားလမ်းပေးပါရှိဗျာကျွန်တော်တို့ကပြောမကောင်းတော့ဘူးနော်ဒါတွေသိကြပါလူတို့ဒီဥပဒေတွေအရကျွန်တော်တို့ကအဲ့လိုဖြစ်နေတာဒါသိဖို့လိုတယ်လူတို့ကမသိဘူးအာဒီခက်မှဒီလူတို့ဖြစ် ဒီဥပဒေတွေကိုဖျက်သိမ်းလိုက်တဲ့အတွက်ကြောင့်မြို့သားလုံခြုံရေးနော်ဒါအင်အားယုံနေအောင်လုပ်တာချိနေသွားအောင်တခါဒုတိယဘက်ကကဘာဆက်ပဒိုင်ငယ်ကတရုတ်ပြည်ကြီးကိုခင်ဗျာချိနေအောင်ဘိဇာတကူပြောက်လုပ်ခဲ့တာဒါပဲရွေချက်ကဒါတွေသိဖို့လိုတယ်ဒါမှကြောင့်ကျွန်တော်လူငယ်တွေလူကြီးတွေစာဖတ်ကြပါဦးညမသမိုင်းတွေကဘာသမိုင်းလေးတွေပါဖတ်ကြပါဦးဘာဖြစ်ခဲ့တယ်ဆိုတာနော်ဒါတွေမသိရင် မသိတော့တောင်းအောင်မှမသိအဲနောက်တစ်ခါအမျိုးဆက်ပြည့်ရင်းချင်း မှဖယ်ရှားသည့်အဲ့ဦးတွေပြင်ဆင်သည့်ဦးတွေအဲ့ဒီမှာအန်တရနှစ်ချက်နော်အဲ့ထက်မှာဒါလဲဆိုတော့ကျွန်တော်တို့ကနိုင်ငံမှာအရင်သတ်မှတ်ထားတာကလေးကို16နှစ်အောက်ကလေးလို့သတ်မှတ်အဲ့ဒီဥပဒေမှာကလေးကို16နှစ်အောက်သတ်မှတ်လိုက်နော်ရည်ရွယ်ချက်နဲ့ ။ဒါကြောင့်ကျွန်တော်လည်းမသိဘူး။ဒါပေမဲ့ဆက်ဆက်တွဲမှသိတယ်။ဆက်ရှိနှစ်ပြည့်ရင်လူကြီးတမ်းပတ်ပြီ။ဆက်ရှိနှစ်နဲ့တရက်ဆက်ရှိနှစ်အောက်တရက်ရော့ရေကလေး။ဟုတ်ပြီလား။ဒီအထိပြဿနာမရှိသေးဘူး။နော်။အေးဘယ်မှာပြဿနာရှိလဲ။ဆက်ရှိနှစ်အောက်ကလေးကလေးဆိုတဲ့လူကိုနိုင်ငံသားသားကလေးနှစ်ယောက်ကိုလူတိုင်းကငွေစားခွင့်ပြုတ်ထားတယ်။ခမကြိုက်ခရမွေးစား ကျွန်တော်ကြရင်ကျွန်တော်မွေးစားမယ်အဲ့ဒီတော့အဲ့ဒါကိုအထောက်အကူပြုတာကဒီထဲမှာတော့ပေါ့နော် migration ပဲအဲ့ဒါကဘာလဲနိုင်ငံတိုင်းနိုင်ငံတိုင်းကစစ်ဖြစ်လို့ထွက်ပြေးလာတဲ့ငတ်လို့ဖြစ်ဖြစ်ပဲဗျာရွှေပြောင်းလာတဲ့အုပ်စုလိုက်အုပ်စာကြီးကိုခမားကျွန်တော်နိုင်ငံလက်ခံမှမယ်လို့စာချုပ်လက်မှတ်ထိုးထားပြီးနော်တကယ်တော့အဲ့ဒီစာချုပ်လက်မှတ်ထိုးခြင်းရင်နော် ပြည်နယ်တိုင်းအသီးသီးရကိုယ်စားလှယ်မြို့နယ်အသီးသီးရှိနေတဲ့လွတ်တော်ကိုတရားပါလေဗျတနိုင်ငံလုံးမပြောချင်တော့နော်လွတ်တော်တင်လွတ်တော်ကိုယ်စားလှယ်ကြီးတိပြီးဆိုတော့ဒီစာချုပ်လက်မှတ်ထိုးဖို့ကောင်းမကောင်းနော်ခေါင်းချင်းရိုက်ဆွေးနွေးမှာလက်မှတ်ထိုးရင်ဘာဖြစ်မလဲလက်မှတ်မထိုးရင်ဘာဖြစ်မလဲဒါလုပ်ပြီးမှကျွန်တော်တို့ကဆုံးဖြတ်တင်တယ်ဘုရားဘာမှမသိပဲလက်မှတ်ထိုးကြပြီးတော့ကျွန်တော်အော်ဒရိုင်းကြီးပါပြူသွားနော်ဒီမှာငယ်ချားဆောင်စစ်စစ်ရေးဂိတ်ကလည်းမရှိတော့ဘူး တကားကြီးတွေကဖွဲ့ပေးပြီးအခုကအော်ဒရိုင်းကိုဖြိုချလိုက်တာဝင်ခဲ့တော့အဲ့ခါကျတော့ခင်ဗျားတို့ကျုပ်တို့နိုင်ငံကဘာဖြစ်သွားမလဲစိုက်တယ်လို့ဝင်ထွက်တော့ဟိုဘိုးချုပ်